ဟုတ်ပြီအဲ့ဒီကနေပြန်ဆက်ရရင်ပေါ့နော်ဒီကူပြားတွေကနေတန်လိုက်ဖြစ်သွားတယ်အကောင်ကကျွန်တော်ဒီတန်လိုက်ဖြစ်သွားတဲ့အပိုင်းကိုကျွန်တော်တို့ကဖီလို့ခေါ်ပြီးတော့လျက်စစ်ထွက်လာတဲ့အပိုင်းကိုကျွန်တော်တို့ကအမချာလို့ခေါ်တယ်ဒါကတော့အမချာနဲ့ဖီနဲ့ခွဲတတ်အောင်ပေါ့လေနော်ဟုတ်ပြီအဲ့ပြီးရင်ကျွန်တော်ဒီမှာကိုးလို့ပြောနေတယ်ဒီကိုးတန်ပြားတွေပေါ့နော်ကိုးတန်ပြားတွေအဲ့တော့ကိုးတန်ပြားတွေကရိုးရိုးတွတ်ပြားရင်လည်းလုံရောအဆင်ပြေမလားရိုးရိုးတန်နေပဲတူလားဆိုမတူဘူးနော်တူမှာကျွန်တော်တို့ကဆီလီကွန်ဆီလီကွန်တော့ပေါ့နော်ဆီလီကွန်ပါတယ် ဆီလီကွန်က300ခိုင်နှုန်းကနေ900ခိုင်နှုန်းလောက်ထိပါတယ်။အဲဒီကိုးတံပြားတွေမှာလေနော်။ဒါကင်ကြီးရတယ်တိရွာတဲ့ရိုးရိုးတံပြားမဟုတ်ဘူးဆိုတော့တွတ်တင်နေလည်းမတူဘူးဗျာနော်။အဲတချို့ကတော့ဒီတွတ်တွေကိုဖောက်တွေပြန်ထည့်တာဒါဒီရှိအဆင်မပြေနိုင်ဘူးပေါ့လေနော်သူရဲ့ကိုးတံပြားမှာဒီ silicon dab နဲ့တခြား mechanical dab ဒီ silicon တံမဏိပြားဖြစ်တဲ့အတွက်တံမဏိပြားလဲတံမဏိပြားတံမဏိပြားကိုမှ silicon မှာထည့်ထားတဲ့အတွက်သူ့ကို silicon တံမဏိပြားလို့ခေါ်တဲ့ဒီကိုးပြားတွေကို ီလီကွန်တန်မနီဗျာပေါ့နော်ဟုတ်ပြီဒါကတော့ကိုပိုင်းပေါ့နော်အဲကုမှလည်းကျွန်တော်တို့ဒီအဲကိုနဲ့မဂနက်တစ်ကိုစတဲ့အလုံးအမျိုးမျိုးရှိတယ်အဲကိုဆိုတာကတော့ကျွန်တော်ပြောမှဒီအအယူရှင်းဆုံးပြောရရင်ဒီ plus 1တို့ပါတော့မှာအဲဥပမာပြောရရင်ဒါကျွန်တော်တို့ဒီအတန်ချက်ဆက် loss speaker ကြီးပေါ့နော်ဒီ loss speaker ကြီးတွေအနောက်မှာတတ်ထားတဲ့ unit အနောက်မှာတုံးတဲ့ဒီဖြစ်ဖြစ် unit နောက်မှာကြီးပဲဖြစ်ဖြစ်တချို့ဘောက်တွေလीနော်အဲဒီဘောက်တွေ အဲဒီ speaker box တွေမှာ speaker တွေ box တွေမှာကျွန်တော်တို့တုံထားတဲ့ဟာလေးရှိရဲအဲ့စီမှာဘလို့လဲဆိုတော့သူကဒီ plastic ပြားကြီး plastic ပြားအလယ်မှာဒီမှာအမှုမှုလေးပါတယ်အဲ့စီမှာမှဒီမှာ coin တွေပတ်ထားတာဒီကောင်ကတော့ကျွန်တော်တို့ echo လို့ခေါ်တယ်အဲ echo ပေါ့နော်ကျွန်တော်တို့ဒီမှာအခုတုံးနေတဲ့ဒီ silicon tungsten ပြားတွေကတော့ magnetic core ပေါ့နော် magnetic core ဒီကောင် magnetic core လို့ခေါ်တယ်အဲအဲ့ဒါပြီးရင်ကျွန်တော်တို့ဒီမှာဘယ်အပိုင်းကိုဆက်သွားရမလဲဆိုရင်ကျွန်တော်တို့ကဒီ အရိုးရှင်ဆုံးအနေနဲ့ပေါ့နော်ဒီအမချာပေါ့ဒီစတေတာကြီးရဲ့အမချာဖြစ်တဲ့အပိုင်းုံတော့မှာနော်ရူတာအမချာဖြစ်တဲ့အပိုင်းုံတော့ရတာမဟုတ်လေဒီဒိုင်နမိုတွေမှာလည်းရူတာကြီးရဲ့အမချာဖြစ်တဲ့အပိုင်းနေလည်းရှိရဲ့ရူတာရက်နဲ့မီးထုတ်နေတဲ့ကောင်လည်းရှိတယ်နော်အဲ့တော့ကျွန်တော်တို့ဒီစတေတာကနေပြီးတော့အမချာဖြစ်နေတဲ့အပိုင်းုံကျွန်တော်ရင်သွားမယ်အဲ့တော့စတေတာမှာအဲ့လိုအမချာဖြစ်နေတဲ့အပိုင်းမှာဒီမှာ36မြောင်းပါတယ်36မြောင်းကိုတွင်းထားတယ်အဲ့ဒီစတေတာကအမချာဖြစ်သွားပြီနော် ဲ့တော့အမချပိုင်းမှာ तू ကဘယ်နှပိုင်းပြန်လာမလဲဆိုရင်အယူရှင်းဆုံးအနေနဲ့ဒါကျွန်တော်တို့ကနှစ်ပိုင်းပြန်လာမယ်เนาะနှစ်ပိုင်းပြန်လာနှစ်ပိုင်းကဘာပိုင်းလာလဲဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ပါဝါပိုင်းပေါ့လေเนาะပါဝါပိုင်းဆိုတာကျွန်တော်တို့မီးသုံးနဲ့အစ तू ကကွိုင်ပတ်တယ်ဆိုတာကကျူးစားတစရတယ်ပဲเนาะကျူးစားတစရရဲ့အစဆုံးအစရဲ့ 調査ဆိုတာအစနဲ့အဆုံးလုံးရှိမှာပဲလေဟုတ်တယ်နော်အဲအစနဲ့အဆုံးကိုကျွန်တော်တို့ကကြားထဲမှာချိတ်ဆက်ပုံရင်းတော့ရှိရပါဗျာပြောရရင်တော့အစနဲ့အဆုံးမှာပဲအဲအစနဲ့အဆုံးတကြိုးကိုကျွန်တော်တကြိုးတစ်လိုင်းပါမယ်ဗောနော်အဲ့ဒါကိုကကျွန်တော်တို့ဒီ power byte ပေါ့ကျွန်တော်တို့အဲ့ဒီ power byte ရဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကမီးသုံးတယ်နော်အဲ့တော့မီးသုံးတဲ့အပိုင်းအဲ့ဒါအဲ့တော့နောက်တစ်ပိုင်းရဲ့ဘာပါမလဲဆိုရင်ကျွန်တော်တို့ကအမ် exciter ပါနော် excitation ပေါ့နော် excitation အိဇရာဘိုင်းပါမယ်အိဇရာဘိုင်းဆိုတာတော့ကျွန်တော်တို့ဒီ Die Authority Fire တို့ကိုဝင်ပေးတဲ့အစားနှစပေါ့နော်အဲအဲအဲဘိုင်းပါတယ်ပေါ့နော်ဒါနှစ်ဘိုင်းပေါ့အဲတချို့ဒီ Dynamo တွေမှာကြာတော့လေအဲတုံဘိုင်းလောက်ပါကွာဘာပါလဲဆိုတော့ဒီ Power Winding မလာကုန်မှာကျွန်တော်တို့အဲ Rain Dynamo တွေမှာဆိုရင် Rain တိုးတဲ့ Quiet Line တည်တံ့ပါတယ်နော် Rain တိုးတဲ့ Quiet Line တတ်တတ်ပါတယ်ဒါမဲ့အဲ့ဒါတွေအတာထားအောင်ပေါ့နော်အဲ့တော့ဒီ Acer Die ဘိုင်းကိုကျွန်တော်ပြင်ဆင်မှာ Power ဘိုင်းကတော့ရှင်းတယ် နော်ပါဝါဘိုင်းကတော့ရှင်တယ်သူမှအဲပတ်နည်းဒီမျိုးမျိုးရှိတယ်ဒါကပြဿနာမရှိဘူးနော်ကိုလေ့လာနေကိုစဖြုတ်ကလေးကကြည့်လိုက်သူဘယ်လိုပုံစံပတ်ထားတယ်လဲဆိုတာအဲ့တော့ဟုတ်ပြီဒီအစ်စတာဝင်းနေမှာကြောင့်နည်းနည်းပြောစရာရှိရဲ့ဗျာနော်သူကကျတော့ပတ်ပုံပတ်နည်းဒီကတရက်တည်းမှတ်ထားလို့မရအောင်အဲသူကသူရှစ်မြောင်းကြုံရင်ကြုံမယ်သူကသူလေးမြောင်းကြုံရင်ကြုံမယ်တုံးမြောင်းကြုံရင်ကြုံမယ်နှစ်မြောင်းကြုံရင်ကြုံမယ်ဖွဲ့စည်းပုံမျိုးမျိုးနဲ့လာသွားနိုင်တယ်ခူးခူးပတ်ကိုယ်တွေမှာတမျိုးတည်းလာတဲ့ပုံစံတွေရှိတယ်လို့တခြားနည်းကြီးလည်းဖြစ်သွားနိုင်တယ် နော်ကျွန်တော်တို့ကရှင်မြောင်းကြာကြီးပတ်ထားတဲ့နောက်ဒိုင်နမိုတစ်မျိုးအမျိုးအစားတစ်ခုလာခဲ့တဲ့အခါကျတော့နော်ဒီ single phase မှာပဲဖြစ်ဖြစ်3 phase မှာပဲဖြစ်ဖြစ်အမျိုးအစားတူနေပေမဲ့ဟိုကုမ္ပဏီကွဲတဲ့အတွက်ကြောင့်မတူရဲ့ပတ်နီးစနစ်တွေပြန်ပြောင်းထွက်သွားတာမျိုးတွေလည်းရှိတယ်နော်ဒါမျိုးတွေလည်းရှိတယ်အဲ့တော့ဒီ Acer Win နဲ့မှာကျွန်တော်တို့ကနှစ်ပိုင်းလာမယ်နိုးလုံးနဲ့လှုပ်ပေါ့နော်အဲ့တော့ဒါရိုးရှင်းဆုံးပြောလိုက်တာပေါ့နော်နိုးလုံးနဲ့လှုပ်ဆိုတာဒီအခေါ်ဝေါ်တွေကတော့ အမျိုးမျိုးရှိကြပါတယ်เนาะနှုတ်လုံးဆိုတာကတော့ဒါကျွန်တော်တို့ဒီ exciter ကိုစပြီးတော့ run ပေးဖို့เนาะတန်လိုက်တက်ကိုဆက်စားခြင်းဖြစ်ပြီးဖို့ပြောရရင်လီကတိရဲ့လီကတိတွေမှာလီကတိတွေရှိမယ်เนาะဒီလီကတိတွေရဲ့ပထမဆုံးအဆင့်ကိုကြော်ဖြတ်နိုင်ဖို့အတွက်လုပ်ပေးတဲ့ကောင်เนาะအဲ့ကောင်ကဘလို့ပတ်လဲဆိုရင်ဒီအများစုအအခြေခံဘောတရားပြောပြရမယ်ဆိုရင်ဥပမာအနေနဲ့ပြောရမယ်ဒီမှာကျွန်တော်ရှင်းမြောင်းကြပတ်လိုက်တယ်ဗောနော်ဥပမာ၅ဘက်၅ဘက်ဖြစ်ဖြစ်၆ဘက်ဖြစ်ဖြစ်ပတ်ထားလိုက်တယ်ဥပမာပြောမယ်၃ကီလိုတွေမှာ၃ဘက်လောက်ပတ်လိုက်တယ် အဲပြီးရင်ကျွန်တော်တို့ကဒီ9ကီလိုတို့9ကီလိုပေါ့နော်9ကီလိုမှာ9ကီလိုခွဲတွေကြာရင်ကျွန်တော်တို့က၄ဘက်လောက်ပတ်လိုက်တယ်အကောင်အဲပြီးရင်ကျွန်တော်တို့က10ကီလိုတွေ10ကီလိုတွေဆိုရင်ကျွန်တော်ကျွန်တော်တို့ကဒီမှာအဲ6ပတ်လောက်ပတ်လိုက်မယ်ပေါ့လေနော်အဲ15ကီလိုကြီးတခြားဆိုလည်းအတူတူပဲဥပမာကီလို20ဆိုလည်းဒီအဲ10ပတ်10ပတ်စနေမှာပြောရရင်တော့10ပတ်ကြားနဲ့10ပတ်ဒါမှမဟုတ်ရင်12ပတ်ပေါ့ဒါမျိုးကြီးရှိတယ် အဲ့တော့ဒီကောင်ပတ်ပေးတာကျွန်တော်ပြောရရင်ဒီကောင်ကကျတော့ဒီ exciter ရဲ့အစပေါ့နော်ပြောရရင်ဒီမှာအထုပ်လေး12ထုပ်ဒါရိုးရှင်းအောင်ပြောရအောင်နော်တချို့အထုပ်လေး12ထုပ်မပါတော့တဲ့ dynamo ကြီးလည်းရှိတယ်မပါတော့ဘယ်မှာအထုပ်လေး12ထုပ်ပဲမပါတာတီးတန်းပါထားတာရှိတယ်နော်